ောက်ထပ်ပြောပြမယ့်သတင်းကတော့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှစ်ခုအကြားကပြည်ပခရီအကြောင်းဖြစ်ပါတယ်။နှစ်ဖက်ဖြစ်ပွားနေတဲ့မြေပြင်ပြည်ပခရီပြည်လည်နိုင်ဖို့အတွက် KIO နဲ့ PSLF ရှေ့ပြေးညှိနှိုင်းမှုတွေစတင်ပြီလို့ KIO ဘက်ကပြောပါတယ်။ထပ်အောင်သတင်းပေးပို့ထားပါရစေ။ရှမ်းပြည်နယ်မြောက်ပိုင်းမန်တုံမိုးမိန်နမ်ဒူနဲ့ကွက်ခိုင်မြို့နယ်တွေမှာကချင်တပ် KIO KIA နဲ့တအောင်တပ် PSLF TNL တို့အကြားပို့တိုက်မှုတွေတောက်လျှောက်ဖြစ်နေကြတာဖြစ်ပြီး နှစ်ဖက်ပြည်ပခါတွေအတွင်းမှာလူထိခိုက်တာတွေလည်းရှိခဲ့ပါတယ်။မန်တုံနဲ့မုံမိတ်ကြားမှာရှိတဲ့ KI scan တွင်ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာဆိုရင် KI တပ်ဖွဲ့ဝင်၁၁ယောက်ထိထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်ုံတပ်ကူးတရတဲ့အထိဖြစ်ခဲ့တာပါ။ခုလိုမျိုးဖြစ်စဉ်တွေဆက်ပြီးမဖြစ်အောင်နှစ်ဖက်ညှိနှိုင်းနှိုင်းနှိုင်းဆောင်ရွက်ကြဖို့ကိုလည်းနိုင်ငံရေးအင်အားစုတွေကလည်းတိုက်တွန်းနေကြတာပါလက်ရှိမှာတော့ဒီပရိပခါတွေကိုပြည်လည်နိုင်မှုအတွက် KAON နဲ့ BSLF ရှေ့ပြေးညှိနှိုင်းအဖွဲ့တွေ အေဘီလာကိုအနေမှာတွေးဆခဲ့ကြတယ်လို့ KNO သတင်းပညာရေးတာဝန်ခံဘုံမကြီးနော်ဘူးကပြောပါတယ်။နှစ်ဖက်ကိုယ်စားလှယ်တွေဘယ်ချိန်ဘယ်နေရာမှာဘယ်လိုပုံစံနဲ့တွေးဆဆွေးနွေးကြမလဲဆိုတာကိုကြိုတင်ပြင်ဆင်တဲ့အနေနဲ့ရှေ့ပေးညီနိုင်ရေးအဖွဲ့တွေပထမဆုံးအချိန်တွေးဆနာလို့လဲဆိုပါတယ်။ KNO နဲ့ PSLF တွေးဆဆွေးနွေးမယ်ပေါ့တဲ့ရှေ့ပေးညီနိုင်ရေးအဖွဲ့တွေဒီနေ့အေဘီလာကိုရမယ်ပါပထမအချိန်တွေးဆတာဖြစ်ပါရဲ့။တော် ဆိုတဲ့အပီအက်စ်အရပ်ပူဆိုတဲ့အရှင်တဲ့အစီမရောအမရှိသေးပါဘူးအခုဘလို့ဆွေးနွေးနေပါမဆွေးနွေးနေဆိုတဲ့အကြောင်းအရာတွေကိုအကျိုးတင်တင်ပြပြတော့ရှေ့ဒီဒီမရဖို့ဒီအဒီနေ့ပြဆုံးတာဖြစ်ပါတယ်နဘာထိပ်ပိုင်းကိုယ်စားလှယ်တွေပဲချိန်တွေးကြမလဲဆိုတာကတော့ရှေ့ပြင်းညီနိုင်ရဲ့အဖွဲ့တွေတွေးဆွန်ဆွေးနွေးတဲ့အခြေအနေကိုမသိရသေးလို့မပြောနိုင်သေးဘူးလို့လည်းဆိုပါတယ် ။ KIO အနေနဲ့ကတော့လူတွေရဲ့အကျိုးကိုရှေးရှုပြီးအကောင်းဆုံးဖြေရဖို့မျှော်လင့်တယ်လို့တအောင်တက် BSLF TNL အနေနဲ့လည်းဒီလိုပဲမျှော်လင့်ထားလိမ့်မယ်လို့ယုံကြည်တယ်လို့လည်းဘုံမူကြီးနော်ဘူးကပြောပါတယ်။အဲဒီကတော့ကျွန်တော်တို့ဒီလိုလိုတို့ရဲ့အဲအကျိုးကိုမျှော်ဖို့မှအကောင်းဆုံးဖြစ်အောင်ဒီမဲ့ပို့ရတော့တစ်သက်ကျွန်တော်ပေါ့ yes yeah yeah ဘုရားရောကေရောဘုရားရော ဒီဒီဖာမဲ့လို့ဖာဒီလို့တော့ကျင်းပါလားဒီကတော့ comfort ဖြစ်အောင်ပေါ့နော်ဒီအချိန်လေးနဲ့ပတ်သက်လို့ TNL ဘက်ကိုဆက်သွယ်မေးမြန်းမှုစူးစမ်းပေးမယ်ဆက်သွယ်လို့မရသေးပါဘူး TNL ပြောတွင်ရလွေရီဦးကတော့ pre pack တွေပြည်လည်နိုင်မှုနှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရေးစူးစမ်းနေတယ်လို့ပြီးခဲ့တဲ့ match လကုန်ပိုင်းက DB ကိုပြောဆိုထားပါတယ်။ KO ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးကွန်မော်ကလည်းနှစ်ဖက်ရှေ့ပြေးညီနိုင်ရေးတွေစတင်နေပြီဖြစ်လို့ ပြည်သူတွေပါဝင်လူမှုကွန်ရက်အတုံးပြူတွေမီဒီယာတွေအနေနဲ့ပြည်သူဘောဆောင်ကူညီကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်ကျွန်တော်ထားအောင်ပါ